တနေ့လာနေပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့ခொနည်းနေ့တော်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်စမ်းပွဲမယ်အမျိုးသမီးကြီးကဲတူထံကကောင်းသောကောင်းအထောက်ကူကူညီကောင်းကိုရရှိမယ်အမေဘွားတော်တို့ထံမှလည်းကောင်းသောတည်င်းစကားကိုရရှိမယ်အယဝေးက အဆက်အသွယ်တွေပြန်ပွင့်မယ်ပြိုရယ်သူတွေစားပွင့်မယ်စူပါလုပ်ငန်းအကျိုးပေးမယ်မိသားစုလုပ်ငန်းစီပွားနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းကိုကြောင်းမယ်ပြန်နေရတော့ထူးထူးခြားခြားကောင်းတဲ့ရက်ဖြစ်တယ်အရာရာစင်ပြေသောခံပေါ်မယ်နေ့ရက်နေ့မှာအပြောင်းလဲစစ်တွေနဲ့ပတ်သက်တာကြုံမယ်ငွေကြေးကိစ္စသတိထားဆောင်ရွက်ရမယ်၃ရက်နေ့နေ့မှာတော့လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းရှိတယ်၄ရက်နေ့မှာ အသေးစားထိခိုက်မှုကြီးဆက်မယ်ရန်တိုက်ခံကြီးဆက်ရမယ် ငါးရင်းဒီမှာလူယုံဒုက္ခပေးတတ်တယ်။နောက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမှာဖြစ်ပါလေ။ခြောက်ရင်းဒီမှာအမြင့်မှလဲတတ်တယ်၊ကြတတ်တယ်၊လေကားတက်စင်းနေသတိသာလဲပြူခြင်းနဲ့ကိယူဆိုင်မတော်တဆနေကိုထူးပြူပြီးကိယူဆိုင်ရမယ်။အထူးသဖြင့်နောက်ရကိုဒီသွားစင်းနေရှိတတ်တယ်၊နေခင်တနိုင်ခွဲနဲ့သုံးနိုင်ကြအရာရာသတိရှိရမယ်။ခုနှစ်ရင်းဒီမှာ ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ပြောဆိုဆောင်ရွက်မှုအောင်မြင်နိုင်လေကစားအဲ့ဒီမှာရှင်ရနေရှင်ရနေသတိထားရမယ်အသွါလာကိစ္စမယ်မြောက်ရကူတီဆိုဆန်ရရှိတတ်တယ်မနဲ့စနေခွဲနဲ့စနေကြာအနေထိုင်သွားလာထူးဖြူပြီးကိစ္စမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာတင်းလာနေသောကြံနေအင်္ဂါနေဝိသုတွေကောက်ကျိုးပေးပြီးတော့စနေနေ့ကြာသပတေးနေ့ဝိသုတွေဒုက္ခပေးတတ်တယ် 369ကနန်းကြီးချိုးပေးတယ်။အပြာရောင်ပန်းရောင်ဒီရောင်လို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေ။ဒီလပြည့်နေ့နတော်လပြည့်နေ့ဒီဇင်ဘာ၄ရက်နေ့ကျသပလီနေနဲ့တိုက်ဆိုင်နေအဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်အသားကြီးပဲလက်ဖက်ကို၄ပုံပုံပြီးတော့မရကပ်လက်ပွင့်မဲ့လမ်းပိတ်နေတာကိုပြန်ပွင့်ပြီးတော့လိုရာပြည့်စုံခြင်းကကျွန်မကိုရရှိပါလိမ့်မယ်